မင်္ဂလာပါခင်ဗျရန်ကုန်ခေတ်ကနေဒီကနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အချင်းပြည်နယ်မုံမောက်မြို့နယ်ကအချက်ဖက်စစ်ကောင်စီရဲ့ဒါဆိုင်ခလာယာနဲ့ပုံခေါ်အထိုင်တက်ရင်ကို KIA နဲ့မဟာမိတ်တပ်တွေကတိုက်ခိုက်သိမ်းပိုက်မှုအတွေ့စစ်ကောင်စီတပ်သားအယောက်40ဝန်းကျင်ထေကုန်ကြတဲ့အပြင်လက်နက်အလက်200ကျော်ကိုပါသိမ်းဆည်းရရှိထားတယ်ဆိုပါတယ် ချမ်းဖတ်စစ်ကောင်စီကမြန်မာလူငယ်တွေကိုအတင်းအကျပ်စစ်သားစုဆောင်းမှုတွေအဆုံးသတ်နိုင်ဖို့အတွက်နိုင်ငံတကာကနေအမြန်ဆုံးအရေးယူပေးဖို့တာမန်ကြီးဥကျော်မိုးထွန်းကကုလအစည်းအဝေးမှာတင်ပြတောင်းဆိုတဲ့ဒီသတင်းပါဝင်ဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြောအောင်တင်ဆက်ပေးခြင်းသတင်းကတော့ကချင်ပြည်နယ်မိုးမောင်းမြို့နယ်ကအချမ်းဖတ်စစ်ကောင်စီရဲ့ဒါဆိုင်ခလာရ1300အထိုင်တရင်ကို GIA နဲ့မဟာမိတ်တပ်တွေကတိုက်ခိုက်သိမ်းပိုက်မှုအတွင် စစ်ကောင်စီတပ်သားအယောက်40ဝင်းကျင်သေကုန်ကြတဲ့အပြင်လက်နက်အလက်200ကျော်ကိုပါသိမ်းဆီးရရှိထားတယ်လို့ KIA သတင်းရင်းမြစ်ကပြောပါတယ်။အဲဒီစစ်ကောင်စီရဲ့ဒါဆိုင်ခလာရ23ခုအထိုင်တရင်ကိုမတ်လ14ရက်နေ့ဖြစ်တဲ့မနေ့ကပဲ KIA နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကနေအပိသက်သိမ်းပိုက်လိုက်တာပါ။အဲဒီစခန်းသိမ်းတိုက်ပွဲမှာစစ်ကောင်စီတပ်သားအယောက်40ဝင်းကျင်ဟာတိုက်ပွဲထဲမှာပဲအသီးသီးသေကုန်ကြတဲ့အပြင် လက်နက်ကြီးလက်နက်ငယ်အလက်ပေါင်း200ကျော်ကိုလည်းတော်လန်ရေးတပ်တွေကသိမ်းဆီးရရှိထားတယ်လို့သိရပါတယ်။အခုလို KIA နဲ့မဟာမိတ်တပ်တွေသိမ်းပိုက်လိုက်တဲ့စစ်ကောင်စီရဲ့ဒါဆိုင်ခလာရ230တရင်မှာစစ်အင်အား200လောက်နဲ့တပ်ဆွဲထားပြီးတရင် area ဟာအေက30ဝင်းကျင်ကျယ်ဝန်းတဲ့အပြင်မြจีนားဗမော်ကာလန်ဘေးဒေါ်ဖုံးရံမြို့နယ်ခွဲမှာတရှိပြီးတော့အခုတော့တော်လန်ရေးတပ်တွေကအပိတသိမ်းပိုက်လိုက်ပြီးပဲဖြစ်ပါလိမ့်ခင်ဗျ။တစ်ဖက်မှာတော့ ရခိုင်ပြည်နယ်မင်းများမြို့နယ်ကတိုင်းပဟိုကိုကနေထွက်ပြေးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာအယသပြည်သူနှစ်ဦးရဲ့သားဖြစ်တဲ့သူတွေကိုဖခင်အရှိတင်နှိပ်စက်တပ်ဖြတ်လိုက်တယ်လို့ရခိုင်တပ်တော်အေအေကကဲထုတ်မှုအတွင်လွတ်မြောက်လာတဲ့ဖခင်နှစ်ဦးဖြစ်သူဥက္ကမောင်ရွှေနဲ့ဥမောင်တန်းမြင့်ဆိုသူတို့ကပြောပါလေဖြစ်စဉ်ကရခိုင်တပ်တော်အေအေရဲ့တိုက်ခိုက်ချေမှုမှုအတွင်စစ်ကောင်စီရဲ့တိုင်းမဟိုကိုကနေထွက်ပြေးသွားကြတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာလမ်းမှာအယသပြည်သူတွေကိုဒဇာကန်အဖြစ်ဖမ်းဆီးသွားတယ်ဆိုပါတယ် အဲ့ဒီလိုဖမ်းဆီးခံရတဲ့ပြည်သူတွေထဲမှာဥက္ကမောင်ရွှေနဲ့တားနဲ့တမတ်အပါဝင်ဥမောင်သန်းမြင့်နဲ့တားဖြစ်သူတို့လည်းပါဝင်တယ်လို့သိရပါတယ်။အဲ့ဒီနောက်အကြံဖက်စကောင်စီတပ်သားတွေဟာလမ်းမာတယ်ဥက္ကမောင်ရွှေရဲ့တားဖြစ်သူနဲ့တမတ်ဖြစ်သူကိုဖခင်ဖြစ်သူအရှိမတဲ့နှိပ်ဆက်ညှဉ်းပန်းပြီးတပ်ဖြတ်လိုက်တယ်လို့ဥက္ကမောင်ရွှေကပြောပြထားပါတယ်။အလားတူဥမောင်သန်းမြင့်ဆိုသူရဲ့တားဖြစ်သူကိုကျော်ဝင်းဆိုသူကိုလည်းဖခင်အရှိမပဲအကြံဖက်စကောင်စီတပ်သားတွေကတပ်ဖြတ်လိုက်တယ်လို့ဥမောင်သန်းမြင့်ကလည်းပြောထားပါတယ်။အဲ့ဒီနောက် အကြံဖက်စကောင်စီတပ်သားတွေဟာဥက္ကမောင်းရွှေနဲ့ဥမောင်းတမ်းမြင့်ဆိုသူတို့ကိုလည်းတပ်ဖြတ်ဖို့လက်ပြန်ကြိုးတုပ်ပြီးထားထားတဲ့အချိန်မှာပဲရခိုင်တပ်တော်အေအေကလာရောက်ကဲ့တင်တဲ့အချိန်လွတ်မြောက်ခဲ့ရတာဖြစ်တယ်လို့ပြောထားပါတယ်။အဲဒီလိုလူတပ်မှုညှဉ်းပန်းနှိပ်စက်မှုတွေကျူးလွန်ခဲ့တဲ့အကြံဖက်စကောင်စီကိုရခိုင်တပ်တော်အေအေအနေနဲ့တိတိယောက်ယောက်အရေးယူပေးစေခြင်းပါတယ်လို့ဥက္ကမောင်းရွှေနဲ့ဥမောင်းတမ်းမြင့်ဆိုသူတို့နှစ်ဦးလုံးကတောင်းဆိုထားကြပါတယ်။အဲဒီလိုပြည်သူတွေကိုတစားကန်ဖမ်းဆီးပြီးတပ်ဖြတ်မှုတွေကျူးလွန်ခဲ့တဲ့အကြံဖက်စကောင်စီရဲ့တိုင်းဘဟုကို ဒုဗိုလ်မှူးကြီးရဲထိုးဝင်းအပါဝင်စစ်ကောင်စီတပ်သားတွေအကုန်လုံးကိုရခိုင်တတော်အေးအေးကမတ်လ၈ရက်နေ့ကပဲအပေဖမ်းဆီးရရှိခဲ့တယ်လို့လည်းသိရပါတယ်ခင်ဗျဒီတခါမန္တလေးတိုင်းဘက်မှာတော့ဝမ်ရွှေမြို့နယ်ကအကြံဖက်စစ်ကောင်စီခန့်ညောင်အုပ်ဖီဂျေရွာအုပ်စုအုပ်ချုပ်ရေးမှူးတင်ဆက်ဆိုသူပြစ်ခတ်ရှင်းလင်းခံရပြီးသေသွားပြီလို့ WTRF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ္တကိုပြောပါတယ်မတ်လ၁၄ရက်နေ့ဖြစ်တဲ့မနေ့ကညနေပိုင်းမှာပဲ ဝမ်တွင်းမျိုးနယ်ကအကြံဖတ်စစ်ကောင်စီခက်ညောင်အုပ်ဖိခြေရွာအုပ်စုအုပ်ချုပ်ရေးမှူးတင်ဆက်ဆိုသူကို WTRF တပ်ဖွဲ့ရဲဘော်တွေကနေတနက်နေ့ဥကောင်းကိုနှစ်ချက်ပြစ်ခတ်ရှင်းနေရမှာပွဲချင်းပြီးကိုသေသွားတယ်ဆိုပါလေအဲ့ဒီအုပ်ချုပ်ရေးမှူးတင်ဆက်ဆိုတဲ့သူဟာအုပ်ချုပ်ရေးမှူးယာတုကိုလုံမဲ့သူမရှိလို့လောက်ရပါတယ်ဆိုတဲ့အကြောင်းပြချက်နဲ့နောက်ွယ်ကနေတော်လန်ရေးသမားတွေနဲ့ PDF ရဲဘော်တွေရဲ့မိသားစုတွေကိုပါလိုက်လံစုံစမ်းပြီးစစ်တပ်ကိုတည်င်းပေးလောက်နေတဲ့သူဖြစ်တဲ့အတွက်ပြစ်ခတ်ရှင်းနေရတာဖြစ်ပြီး ်အခုတော့သေပြီလို့ WTRF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျတစ်ဖက်မှာတော့အကြံဖတ်စစ်ကောင်စီကခေါ်ယူနေတဲ့စစ်မှုထမ်းအပတ်စဉ်တွေမှာမပါခြင်းနဲ့လူငယ်တွေစီကနေရက်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေကငွေကျပ်3 90အထိတောင်းယူပြီးလူစားထိုးပေးမှုတွေဖြစ်ပေါ်နေတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တက်ကိုပြောပါတယ်လက်တလောရန်ကုန်တိုင်းမှာရှိတဲ့ရက်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေကငွေပေးနိုင်တဲ့လူငယ်တွေကိုလက်တလောစစ်မှုထမ်းရမယ်စည်ရင်းထဲမှာမထည့်သေးပဲ ငွေမပေးနိုင်တဲ့သူတွေကသာဥစားပေးထက်နေတယ်လို့ဆိုပါလေရန်ကုန်တိုင်းတုံးကမြို့နယ်ကထွန်းစိန်ကျေးရွာအုပ်ချုပ်ရေးမှူးထေးကြည်ဆိုတဲ့သူကစစ်မှုမထမ်းခင်နဲ့လူငယ်တွေစီကနေငွေကျပ်သိန်း90တောင်းယူပြီးလူစားထိုးပေးနေတယ်လို့အစားထိုးဝင်ပေးမဲ့သူကငွေကျပ်သိန်း30ယူပြီးအုပ်ကြီးထေးကြည်နဲ့အဖွဲ့ကသိန်း20ယူတယ်လို့လဲကျေးရွာသားတဦးကပြောထားပါလေအလားတူရန်ကုန်တိုင်းကမာရွတ်မြို့နယ်တန်လွင်လမ်းက၁၀ရက်ကွက်မှာလေငွေကျပ်ချမ်းသာတဲ့သူတွေက တို့ရဲ့တာသမီတွေကိုအခုဧပြီလမှာစမယ်ပထမတော့စစ်မှုထမ်းစရင်ထဲမှာမပါအောင်ဆိုပြီးငွေကြေးပေးပြီးတော့လက်ထိုးထားတဲ့အတွက်အုပ်ကြီးတွေကငွေမပေးနိုင်တဲ့လူငယ်တွေကိုစရင်ထဲမှာပြောင်းထည့်ပြီး69မြင်းဆောင်10ကုန်းဘတ်မှာစုံရင်လူငယ်14ယောက်တောင်နမယ်စရင်ထဲထည့်သွင်းခံလိုက်ရတယ်လို့ဒေသခံပြည်သူတို့ကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့အကျန်းဖတ်စစ်ကောင်စီကမြန်မာလူငယ်တွေကိုအတင်းအကျပ်စစ်သားစုဆောင်းမှုတွေအဆုံးတန်နိုင်ဖို့အတွက်နိုင်ငံတကာကနေအမြန်ဆုံးအရေးယူပေးဖို့ တမ်မကြီးဥကြုံမိုးထွန်းကကုလသမဂ္ဂစီဝေးမှာတင်ပြတောင်းဆိုလိုက်ပါတယ်။မတ်လ13ရက်နေ့ကအမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်ကလုံခြုံရေးကောင်စီအစည်းအဝေးမှာဥကြုံမိုးထွန်းကတင်ပြတောင်းဆိုသွားတာပါ။မြန်မာစစ်အာဏာရှင်ကမြန်မာနိုင်ငံမှာရှိတဲ့လူငယ်တွေကိုအတင်းအကျပ်စစ်မှုထမ်းဖို့ခိုင်းစေနေပြီ။ဒါဟာနိုင်ငံကိုကာကွယ်ဖို့မဟုတ်ပဲပြည်တွင်းမှာတော်လှန်ရေးအင်အားစုတွေနဲ့ရင်ဆိုင်တဲ့အချိန်လူငယ်တွေကိုလူသားတိုင်းအဖြစ်အသုံးချမှုတွေနဲ့ဝင်စီဆလွဲထမ်းဖို့ခိုင်းဖို့နေရာတွေမှာသာ အပုံးပြုတ်နိုင်တာဖြစ်တဲ့အတွက်အခုလုံးမြန်မာစစ်တပ်ကအတင်းအကျပ်စစ်သားစုဆောင်းနေတာတွေကိုအမြန်ဆုံးအဆုံးသတ်နိုင်ဖို့နိုင်ငံတကာကနေအရေးယူဆောင်ရွက်ပေးဖို့အမျိုးသားညီညွတ်ရေးအစိုးရနဲ့အတူမြန်မာပြည်သူတွေကပါအလေးနဲ့တောင်းဆိုပါတယ်လို့တမ္မကြီးဦးကျော်မိုးထွန်းကတင်ပြတော့ပါတယ်လက်ရှိချိန်မှာအကြံဖတ်စစ်တပ်ရဲ့ဥပဒေမဲ့စစ်သားစုဆောင်းမှုကြောင့်မြန်မာလူငယ်တွေဟာအလွန်ကြီးမားတဲ့အန္တရာယ်ကိုရင်ဆိုင်နေရတဲ့အပြင်တစ်ဖက်မှာလည်းအကြံဖတ်စစ်အာဏာရှင်စနစ်နဲ့သူတို့ရဲ့လူမဆန်တဲ့ရက်စက်ကြမ်းကြုတ်မှုတွေဟာ မြန်မာပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်ကိုမိနစ်တိုင်းစက္ကန့်တိုင်းချိမ့်ချောက်နေတဲ့အတွက်ဒုက္ခအတိရောက်နေတဲ့မြန်မာပြည်သူတွေဟာကုလသမဂ္ဂဘယ်ရောက်နေလဲဆိုပြီးတော့တောင်းကုလသမဂ္ဂအပေါ်မေကွန်ထုတ်နေကြပြီဖြစ်တာကြောင့်မြန်မာပြည်သူတွေရဲ့အသက်ပေါင်းများစွာကိုကယ်တင်ဖို့အတွက်ကုလသမဂ္ဂနဲ့နိုင်ငံတကာကနေထိရောက်တဲ့အရေးယူမှုတွေကိုအမြန်ဆုံးချမှတ်ဆောင်ရွက်ပေးဖို့လိုနေပြီလို့လဲတမ္မကြီးဥကျော်မိုးတွန်းကကုလအစည်းအဝေးမှာတင်ပြတောင်းဆိုသွားပါတယ်ခင်ဗျ ဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေဒီကနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ